်မင်္ဂလာပါရှင်မန္တလေး news တရင်ဌာနကနေတရင်များကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့စေကောင်းဆောင်နေစစ်တပ်ကိုတိုက်ခါကြစေမှုဖြင့်သမီးစုခတပ်ကိုကိုကိုနိုင်ငံတော်အကြီးအကျယ်ပြက်စီမှုပုံမှန်905ကကြီးဖြင့်ထပ်မံအမှုဖွင့်လိုက်ပြီးစစ်တွေရေးဥပဒေပုံမှန်66ကကြီးကိုပါတပါရင်အမှုရင်ဆိုင်ရမည်ဆိုတဲ့တရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်စေကောင်းဆောင်မရောက်လိုက်တဲ့စစ်တပ်ကိုတိုက်ခါကြဆင်းစေမှုဖြင့် တမီဆိုခတက်ကိုကိုကိုနိုင်ငံတော်ကြီးညိုပြက်စီမှုပုံမှ905ကကြီးဖြင့်ထပ်မံအမှုဖွင့်လိုက်ပြီးဆက်သွယ်ရေးဥပဒေပုံမှ66ခါကြီးကိုပါကြပါတဲ့အမှုရင်ဆိုင်ရမည်ဖြစ်ကြောင်းတမီဆိုဤမိတ်ဆွေဖြစ်သူကသတင်းဌာနကိုပြောကြားပါရယ်အွန်လိုင်းပေါ်တွင်မင်းအောင်လိုင်းနှင့်မိမကျူကျူလာအပါအဝင်ဆရာရှိများကိုတိတ်ခါကြစီရန်ပြောဆိုခဲ့သည့်အမှုဟောင်းများဖြင့်တိုင်ကြားခံရသော အမေရိကန်နိုင်ငံသူတမီဆိုခတက်ကိုကိုအား အော်တိုဘာလ12ရက်နေ့ရန်ကုန်လေစိတ်တွင်ဖမ်းဆီးပြီးဂျူးလွင်ရဲစခန်းသို့အော်တိုဘာလ13ရက်နေ့တွင်ပို့ဆောင်ခဲ့ကြောင်းတမီဆိုးတွင်အေတင်ဘိုကအမှုဖွင့်ဆွဲဆိုထားသောဆက်သွယ်ရေးဥပဒေပုံမှ66ခါကြီးအပြင်နိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုပုံမှ905ခါကြီးကိုပါဂျပါရီအမှုရင်ဆိုင်ရမည်ဖြစ်ကြောင်းသိရပါသည်။တမီဆိုးကိုဖျုံးတွင်ရဲစခန်းတွင်စစ်တပ်မှအရာရှိတအုပ်ကအမှုဖွင့်ထားခြင်းဖြစ်ပြီးရတနာကျမ်းမာရေးမကောင်းမှုကိုသိရှိရကြောင်းတမီဆိုး၏မိတ်ဆွေဖြစ်သူကရှင်းပြပါသည်။ မစားနိုင်မတောင်းနိုင်ဘူး။ကျန်းမာရေးမကောင်းဘူးဖြစ်နေတယ်လို့သိရတယ်။ရှင်းလူတွေဘာတွေငှားခွင့်ရှိတယ်ဆိုပြီးတက်ဆိုင်ရာကပြောတယ်ဟုတမီဆိုရေးမိတ်ဆွေဖြစ်သူကပြောပါတယ်။ရှင်းနစ်ထုတ်စစ်တပ်၏ဘွာရဖြတ်သတင်းစာများအတွင်တမီဆိုကိုရွှေတက် Facebook အကောင့်မှနိုင်ငံတော်တည်ငြိမ်ရေးနဲ့နိုင်ငံတော်တည်ငြိမ်ရေးနဲ့အေဂျင့်ရေးပြပြစီရဲ့အတွက်ရေးသားဖြတ်ဝေမှုဖြစ်အော်တိုဘာလ23ရက်နေ့ဂျီဦးတွေရဲ့စကန်ကအမှုဖွင့်ထားကြောင်းစစ်တပ်ကသတင်းထုတ်ပြန်ထားပါတယ်။ အော်တိုဘလတ်၁၂ရက်နေ့နက်9:30မိနစ်အချိန်အပီပီဆိုင်ရာမြမလေးချောင်းခရီးစဉ်အမှန် AM 335K ရန်ကုန်လေးစိတ်မှာထိုင်းနိုင်ငံတုပနာဘူမိလေးစိတ်သို့ထွက်ခွာပြီးတက်ကိုကိုတမီဆိုးကိုစစ်တပ်ကရန်ကုန်လေးစိတ်တွင်ဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်။တမီဆိုးမှာအမေရိကန်နိုင်ငံသူဖြစ်ပြီးဖမ်းဆီးခံရချိန်တွင်တားဖြစ်သူနှင့်ခင်မိုးဖြစ်သူတို့မှာပြည်ပတွင်ကြံရည်ခဲ့သည်။ ဆက်လက်ပြီးတောင်သာမြို့နယ်နေအိမ်တွေမှာတက်ဆွဲထားတဲ့စက္ကစတပ်ဖွဲ့ဝင်တွေကိုတိုက်ခတ်ရောစက္ကစ6ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။မန္တလေးဒေသတောင်သာမြို့နယ်တွင်ရှိပြည်သူနေအိမ်တွေမှာတက်ဆွဲထားတဲ့အကြံဖက်စစ်ကောင်စီတပ်ကိုရင်းချန်ခရိုင်အမှတ်3တရင်ကအောက်တိုဘာ23ရက်မှာတွားရောက်တိုက်ခိုက်ခဲ့ရာစက္ကစတပ်ဖွဲ့ဝင်6ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ ရုံးစီကြီးကျေးရွာအခွင့်လန်းပြီးတလျှောက်ရှိပြည်သူ့နေအိမ်တွေမှာတက်ဆွဲထားတဲ့ဆက်ကဆက်တပ်ဖွဲ့ဝင်တွေကိုမင်းသားကြီးစစ်ကြောင်းကဦးဆောင်ပြီး60မမ40မမလက်နေငယ်တွေနဲ့တွားရောက်ဖိတ်ခဲ့ခဲ့ရာဆက်ကဆက်တပ်ဖွဲ့ဝင်6ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။တိုက်ခိုက်ပြီးတဲ့နောက်မှာစူပါစစ်ကောင်စီတပ်ကရုံးစီကြီးကျေးရွာမှာကြီးတစ်ချက်ပေါက်ရင်ပြည်သူ့နေအိမ်တလုံးကိုမီးရှို့မယ်လို့ချိန်ချောက်ထားကြောင်းရင်းချံခရိုင်အမှတ်3တရင်ကတရင်ထုတ်ပြန်ထားတာတွေ့ရပါတယ်။ ဆက်လက်ပြီးရင်းနှီးနယ်စစ်ကောင်စီစစ်တောင်းတွေကိုတုံ့ပြန်တိုက်ခိုက်မှုအတွင်းဗိုလ်ကြီးတအုပ်အပါစကစဆနဲ့ဦးတေဆုံးနေဆိုတဲ့တဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။မွန်ပြည်နယ်ရင်းနှီးနယ်မှာအကြံဖက်စစ်ကောင်စီစစ်တောင်းတွေကိုတော်လည်ရေးပူပေါင်းတပ်တွေကအောက်တိုဘာ10ရက်17ရက်12ရက်တွေမှာတုံ့ပြန်ဆက်တိုက်တိုက်ခိုက်ခဲ့ရာဗိုလ်ကြီးတအုပ်အပါဝင် စကစတပ်ဖွဲ့ဝင်ဆနဲ့ဦးတေဆုံးခဲ့တယ်လို့သိရပါတယ်။ ခဏိကမော့ရွာအနီးစစ်ကောင်စီစစ်ကြောင်းကိုအော်တိုဘာ၁၀ရက်မနက်9:00နာရီခန့်မှာကြောက်ကြားတိုက်ခိုက်ခဲ့ရာစစ်ကောင်စီဘက်မှတက်ကြွကြီးတအုပ်နဲ့တပ်သားတအုပ်တည်ဆုံခဲ့တယ်လို့ဆိုပါရယ်။အောင်တာယာရွာနဲ့လိမ်မော်ချံကာလန်နီမှာလည်းအော်တိုဘာ၁၀ရက်ညနေ၄နာရီခန့်မှာတိုက်ခိုက်ခဲ့ရာမိနစ်20ခန့်ဖြစ်ပွားခဲ့ပြီးနောက်စကားစတပ်ဖွဲ့ဝင်တအုပ်တည်ဆုံပြီး၄ဦးတရာရရှိခဲ့တယ်လို့ဖော်ပြထားပါရယ်။ အောင်တပြေဖုန်ကြီးချောင်းဤရှိစစ်ကောင်စီတပ်ကိုလည်းအောက်တိုဘာ17ရက်နေ့လည်း12နာရီခန့်မှာရုံးနယ်ပုံသီးနှလုံးကျေချတိုက်ခိုက်ခဲ့ပြီး40မမပုံသီးနှလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာစကားစတပ်ဖွဲ့ဝင်တအူးသေးဆုံးပြီးတအူးထိခိုက်ဒဏ်ရာရရှိခဲ့လို့ဆိုပါတယ်။ဒါပြင်ဘီလမိုင်းကြီးပါမှာကဘာအေးကြီးပါဤတို့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းကိုလည်းအောက်တိုဘာ17ရက်မနက်7နာရီခန့်မှာတိုက်ခိုက်ခဲ့ရာမိနစ်30ခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီးဘူကြီးတအူးအပါဝင်စကားစတပ်ဖွဲ့ဝင်10ဦးသေဆုံးခဲ့တဲ့အပြင် ၅ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။မော်ဘီတော်လိုက်ရတဲ့ MSRF ရေးပြည်သူ့ကာကွယ်ရေးတပ် YPDF ရှမ်းမြောင်းမော်တပ်တော် RME KNL တရေ29တက်ခွဲတဲ့ယူဟာ33ဒေါနာချေမုံရေးတက်ခွဲနဲ့တပင်ရွှေကြီးတက်တို့ကပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တယ်လို့ MSRF ကသတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။ကျမိုင်းတဲ့ရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းကြီးကြပါစေရှင်